ရှမ်းပြည်နယ်စကိုင်းတိုင်းနဲ့ပဲခူးတိုင်းတဲ့ကနေရာတွေကိုငလျင်တန်းခံနေရတဲ့အချိန်မှာပဲစက်ကောင်စီကလေကြောင်းကနေဘုံးကျဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။စကိုင်းတိုင်းတဲ့ကချောင်းဦးမြို့ရှမ်းပြည်နယ်ထဲကနောင်ချုံမြို့နယ်ပဲခူးတိုင်းတဲ့ကဖြူမြို့နယ်တွေမှာစက်ကောင်စီကငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့တယ်။မတ်လ28ရက်နေ့မှာပဲဘုံးကျဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အာကျွန်တော်တို့ဒီပထဝီမြေကြီးပေါ်မှာနေတဲ့လူကတော့ အတားတီတဘာဝဒေတံကိုမလဲမတွေ့ကျွန်တော်တို့ကြောင့်တွေ့ရမယ်ဒါတော့ကျွန်တော်တို့နားလဲလို့ရနားလဲပြေးလို့ရတယ်ဟုတ်တယ်နော်ဒါမဲ့ဒီအနာဒိုက်စစ်တကပုံလာကျဲတဲ့ဟာတော့ဒါလူလုတဲ့ဒေတံပေါ့လူထုတွေဒုက္ခရောက်နေတဲ့အချိန်မှာဒီလိုတဘာဝဝေးကြုံတွေ့နေရတဲ့အချိန်မှာအာဒီရည်ရချက်ရှိရှိအဲလာရောက်ပြခတ်တယ်ပုံကျဲတိုက်ခတ်တယ်ဇာတိရတဲ့အတွက်တော့တော်တော်လေးစိတ်မကောင်းဖြစ်မိတယ်ပြီးတော့ဒီစစ်အာဏာရှင် ပြောကြတဲ့အထိဘက်ဘဝင်လာဖို့လဲကျွန်တော်အများအားဆိတ်အဲခံခံမှာဆုံးဖြတ်ထားပါတယ်စကောင်စီရဲ့လေဆောင်တိုက်ခိုက်ခံခဲ့ရတဲ့ပဲခူးတိုင်းဖြူမြို့နယ်နဲ့စကိုင်းတိုင်းချောင်းဦးဖြစ်စဉ်တွေမှာတော့ထိခိုက်ပျက်စီးမှုနဲ့လူသေဆုံးမှုအခြေအနေတွေကိုမသိရသေးပေမဲ့ရှမ်းပြည်နယ်နောင်စုံမြို့အတွင်းမှာပြုလုပ်ခဲ့တဲ့ဘုံကျဲတိုက်ခိုက်မှုမှာတော့ ကာကွယ်ရေးရဲဘော်9ဦးသေဆုံးခဲ့တယ်လို့သိရပါဗျ။မန္တလေးမြို့အရှေ့မြောက်ဘက်10ကီလိုမီတာအကွာမှာဗဟိုပြုလှုပ်ခတ်ခဲ့တဲ့အင်အား9.3ပြင်အားရှိတဲ့ငလျင်ကြောင်းမန္တလေး၊စကိုင်းနေပြည်တော်ရှမ်းပြည်နယ်ပဲခူးနယ်မကွေးတိုင်းတွေမှာလူသေဆုံးမှုနဲ့အဆောက်အုံပြိုကျပျက်စီးမှုတွေဖြစ်ပွားခဲ့တာပါ။စကောင်စီကိုရိုင်းကလည်းမက်လာ28ရက်နေ့မှာပဲအဲ့ဒီနေရာ6ခုကိုငလျင်တန်တဲ့ဒေတာအဖြစ်သတ်မှတ်ပြီးအရေးပေါ်ဒေတာတွေအဖြစ်ကြေညာခဲ့တာဖြစ်ပါတယ်။ တစ်ဖက်မှာလည်းစစ်ကောင်စီဟာငလျင်တန်တဲ့နေရာတွေကိုတိတိယောင်မကူညီပဲမြေပြင်မှာပုံလိုက်ကျဲနေတယ်လို့ဝေဖန်မှုတွေခံနေရတာဖြစ်ပါတယ်။အဲ့ဒီတဲမှာကဲကျဲရေးရဟတ်ရင်တွေကိုတဘာဝဘေးမှာမတုံးတဲ့ကိစ္စလဲပါဝင်ပါတယ်။သူတို့တွေခုမရောက်နိုင်လို့သူတို့လာတဲ့လာရဲသွားတာလာတာအတွက်တုံးတာပဲတွေ့ရပါတယ်။ဒီပြည်သူကတုံးတဲ့ကဲကျဲရေးရဟတ်ရင်ပါမရှိတော့တကယ်တော့အဲကဲကျဲရေးရဟတ်ရင်ကောင်းစင်နဲ့ဥရောပကနေဝယ်ထားတဲ့အဲ့ ဒီ navy dot online ဖေးပြအဲစစ်တော်လိုင်းနေ့ညနေညပိုင်းမှာပြတဲ့ euro cobra တို့ a125 လို့ဆိုတဲ့အမျိုးအစားတွေကဒါကဲစေးကောင်းတဲ့နယ်ဝယ်ထားတဲ့ရဟတ်ရင်အမျိုးအစားတွေပေါ့နော်အဲနိုင်ငံတကာအရောင်းတဲ့ဥရောပနိုင်ငံ EU ဘက်ကလည်းဒါကဲစေးအတွက်သုံးဖို့ပဲအတွက်ဆိုလည်းကောင်းနေတယ်အဲသူတို့ကြောင်းထားတာဒါပေမဲ့အဲ့ဒီတကယ်သဘာဝဘေးရန်နေဖြစ်တဲ့စီမှာလုံးဝသုံးတာမတွေ့ဘူးဒါမနေ့ရက်လည်းမသုံးဘူးနေ့လည်းမသုံးဘူးသုံးမယ်နဲ့သူတို့အဲဒီစစ်စင်ကြီးမှာပဲအဓိကသုံးတာတွေ့တာပေါ့နော် စစ်ကောင်စီဟာနိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့အတိုင်းအမြန်ပုတ်ကိုတောင်းဆန်းစုကြည်တို့ကိုကယ်ဆယ်ရေးရဟယင်ဝယ်ယူငားရမှုနဲ့ပတ်သက်ပြီးအကြမ်းလိုက်စားမှုတိုက်ဖြတ်ရေးဥပဒေနဲ့တရားစွဲဆိုခဲ့ပူပါရယ်။ငလျင်လှုပ်ခတ်ပြီးတဲ့နောက်အာနာသိန်းစစ်ကောင်ဆောင်ကငလျင်တန်တက်တဲ့နေရာတွေကိုတွားရောက်ကြီးရှုတဲ့တပ်ပုံတွေထွက်ပေါ်လာခဲ့ပေမယ့်မြေပြင်မှာတော့အပြည့်စည်တွေအောက်ကလူတွေကိုကယ်ထုတ်ဖို့အကူပစ္စည်းတွေတောင် လုံလောက်မနေဘူးလို့ကိုကြီးကယ်ဆယ်နေသူတွေစီကနေ သိရပါတယ်ဒီအကြံဖတ်စစ်ကောင်းဆောင်မင်းအွန်လိုင်းနဲ့အပေါင်းပါရရဲ့စိတ်ထဲမှာဒီသူတို့ရဲ့အာနာတီမြဲရေးတခုတည်းရှိတယ်ဆိုတာကိုဒါပေါ်ပေါ်လွင်ထင်ရှားရှားပြသတယ်ပြည်သူတွေဒီလောက်ဒုက္ခကြီးခံစားနေရတဲ့အချိန်မှာဒီဘင်းကောင်းငင်ပေါ်ရဲရင်နောက်မှပြန်တက်တယ်ဆိုတာကျွန်တော်တို့မကြားမိဘူးပေါ့နော်ဒါပေမဲ့ပြည်သူတွေကိုဘုံကျဲမဲ့လေရင်တွေကတော့လေရင်ဝင်းတွေကထွက်ပြီးတော့ဘုံသွားကျဲတဲ့အလုပ်ကတော့ ပုံမှန်အတိုင်းဆက်လုပ်နေတဲ့သဘောကိုတွေ့ရတာပေါ့နော်အဲ့တော့ဒါကတော့တော်တော်လေးကိုစစ်ခေါင်းဆောင်ရဲ့စစ်အုပ်စုရဲ့ရက်ဆက်ကြမ်းကြုတ်မှုကိုပြတယ်။နောက်တို့ရဲ့ပင်ကိုစည်ရင်ဖြစ်တဲ့ပြည်သူလူထုပေါ်မှာစေတနာမရှိဘူး။တို့ရဲ့အာဏာတည်မြဲရေးသာလဲတို့အတွက်အဓိကအကြဆုံးအရာဖြစ်တယ်ဆိုတာကိုဒါထင်ရှားရှားပြလိုက်တာပဲဖြစ်ပါတယ်ဗျ။